င်္ဂလာညချမ်းလေးပါရှင်မြို့ရဲ့အော်တိုဘာလ12ရက်နေ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမကတော့ရင်းလက်လက်ထုံးမှာဒီကနေ့တင်ဆက်ပေးမဲ့သတင်းလေးကတော့တိုက်ပွဲတွေမှာတေဆုံးခဲ့ကြတဲ့စစ်သားတွေရဲ့မိသားစုဝင်တွေအတွက်မကွေးမြို့မှာစစ်ကော်မရှင်ကမြေနေရာတွေဖော်ထုတ်နေတဲ့သတင်းတိုက်ပွဲတွေကြောင့်လမ်းပိတ်နေတဲ့နန်တော်မြို့နယ်မှာကျောက်ဥတလုံး3500ပေးဝယ်နေရတဲ့သတင်း ရိတ်ခပြက်နေတဲ့နရီကန်ပြူဟာကုန်းစခန်းကိုဝိုင်းအိတ်နဲ့ပိုးတဲ့ရိတ်ခတွေအားတစ်ခါတက်တော်အေးလက်ထဲရောက်တဲ့တွင်တော်လိုင်းရဲ့တပ်ဖွဲ့တွေကစစ်ဆေးဖို့ခေါ်ယူစဉ်ထွက်ပြေးလို့ပြစ်ခတ်ရှင်းလင်းခံရတဲ့လှမင်းရဲ့သားကပြည်သူစစ်ကောင်းဆောင်နေရာကိုအမွေဆက်ခံတဲ့တွင်ပယံလောက်ကနေသူရဲ့အိတ်ထဲကပစ္စည်းတွေကိုမှွေနှောက်ရှာဖွေကြည့်ရကပောက်ကွဲမှုဖြစ်ပွားပြီးမိသားစုဝင်နှစ်ဦးထိခိုက်ဒဏ်ရာရရှိကသမီးဖြစ်သူသေဆုံးတဲ့တွင် ယဟန်ရှင်သာမဏေနဲ့တိလရှင်တွေတိတော်စော်ခြင်းဆယ်လီလုံးခြင်းမပြုလုပ်ကြရန်နိုင်ငံတော်တန်ခါမဟာနာယကညွှန်ကြားတဲ့တွင်လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ရုပ်သံဖိုင်ပါတာဝန်ကျရဲဘော်တွေကိုအရေးယူသွားမှာဖြစ်ပြီး နောက်နောက်ထပ်မဖြစ်အောင်အထူးအလေးပေးကြမှတ်သွားမှာဖြစ်ကြောင်းစင်ကူအုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်နေတဲ့တွင်မြောက်ကိုရီးယားကနောက်ဆုံးပေါ်ဒုံးကျည်အစ်စ်ထုတ်ဖို့ပြသတဲ့တွင်အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင် ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တိုက်ပွဲတွေမှာတိုက်ဆုံးခဲ့ကြတဲ့စစ်သားတွေရဲ့မိသားစုဝင်တွေအတွက်မကွေးမြို့နယ်မှာစစ်ကော်မရှင်ကမြေနေရာတွေဖော်ထုတ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တိုက်ပွဲတွေမှာတိုက်ဆုံးခဲ့ကြတဲ့စစ်သားတွေရဲ့မိသားစုဝင်တွေနေထိုင်မှုအတွက်မကွေးတိုင်းမကွေးမြို့နယ်ကနိုင်ငံကျွန်းကျေးရွာအုပ်စုမှာအခမဲ့ချထားပေးမယ်မြေနေရာတွေဖော်ထုတ်လျက်ရှိတယ်လို့စစ်ကော်မရှင်ဝါဒဖြန့်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။အခမဲ့နေရာချထားပေးမယ်မြေနေရာရဲ့အကွက်တင်းနဲ့အကွက်နှစ်အတွင်း လမ်းတရားတွေတကြောင်တို့ဖောက်လုပ်ပြီးလမ်းမြေသာတာပေါင်တင်ခြင်းမြင်းဒီကြောက်စစ်ခင်းခြင်းတရားစစ်မီရရှိရေးအတွက်ဒါအားလိုက်တိဆောက်ခြင်း transformer နှလုံးတိဆောက်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိတယ်လို့သိရှိရပါတယ်။ဒါအပြင် တောက်သုံးရေရရှိရေးအတွက်တောက်သုံးရေဆက်ရွေတွေတူဖော်ထားပြီးအကွက်တစ်မြင်းနေရာမှာလေကာတန်းစိုက်ခင်း1920ဘင်းကိုလည်းစိုက်ပျိုးပြီးစီးပြီဖြစ်တယ်လို့သိရှိရပါတယ်။အရင်ကစစ်မှုထမ်းအောင်အင်အားတွေချပေးတာရှိတယ်။ တိုက်ပွဲတွေမှာတေဆုံးခဲ့ကြတဲ့စစ်သားတွေရဲ့မိသားစုဝင်တွေကိုပေါ့အခုကတိုက်ခန်းအောင်မဆောက်ပေးနိုင်လောက်အောင်တေဆုံးတာတွေများလာလို့ထင်နေညီွက်ပဲချပေးတော့မယ့်သဘောကိုတွေ့ရတယ်ဒီလိုတိုက်ခန်းတွေညီွက်တွေချပေးတဲ့နေရာမှာလဲနီးဆက်ရချပေးတာမျိုးအချင်းပြက်ချစားတာမျိုးတွေလည်းရှိနေတာကိုတွေ့ရပါတယ်လို့စီရီယံဘုံမှုဆွဲတော်ကမြို့တော်ကိုပြောဆိုထားပါတယ်စီကောင်းဆောင်ကိုတိုင်းလည်းပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်မြို့ဒဂုံမြို့တိတောင်ပိုင်းမြို့နယ်၄၀၀ခန့်စစ်မှုထောင်အင်အားတက်မှာကြားရောက်စစ်ဆေးခဲ့ပြီး မဲဖောက်ပြီးအခန်းပေးမယ်လို့ပြောခဲ့တာရှိပါတယ်ဒါပေမဲ့စစ်မှုထမ်းအရာကအခန်းလေးကိုပြန်ရောင်းစားတာစစ်မှုထမ်းအရာအတွင်ရဲကဝေမဖန်ရဲလို့ဒူးစရိုက်မှုတွေကျူးလွန်နေတာတွေကတော့ကြားမြင်ရစေဖြစ်ပါရဲ့ရှင်။ဒုတိယသတင်းတပုတ်အနေနဲ့တိုက်ပွဲတွေကြောင့်လမ်းပိတ်နေတဲ့နန်တော်မြို့နယ်မှာကျပ်ဥတလုံး3500ပေးဝယ်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဟ ோம் မလင်းမြို့နယ်နန်တော်မြို့မှာ ကျုပ်တလုံး3500ကျပ်ခရမ်းကျင်သည့်တပိတ်သာ8000ကျော်အထိကုန်စည်နှုန်းနှင့်မြင့်တက်နေတယ်လို့သိရှိရပါတယ်။စက်တင်ဘာလ15ရက်နေ့ကစတင်ပြီးလန်ခရီပြတ်တောက်တာတိုက်ပွဲဖြစ်ပွားတာတွေနဲ့အင်တာနက်ဖြတ်တောက်ခံရမှုတွေကြောင့်ကုန်စည်နှုန်းတွေအ धिक စားတောက်ကုန်တွေဈေးအဆမတန်မြင့်တက်လာတာလို့သိရှိရပါတယ်။တိုက်ပွဲတွေဖြစ်နေတာတွေနဲ့ကားလန်ပိတ်တာတွေကအ धिक ပေါ့။အခုတက်တာကခရမ်းကျင်သည့်နဲ့ကျုပ်ကဈေးအရန်တက်တယ်။စီးပွားတွေဆိုဝယ်လို့ကိုမရဘူးလို့ဒေသခံတအူးကပြောဆိုထားပါတယ်။ နန်တော်မြို့နယ်မှာကျပ်ဥတလုံး3500ကျပ်ခရဲညင်သည်တပိတ်တာ8000ကျပ်နဲ့ထမင်းအဖြူတပွဲ1000ကျပ်2000ဝန်းကျင်ရှိတယ်လို့သိရှိရပါတယ်။စံစည်းလဲကြည့်တယ်ထမင်းဆိုင်တွေမှာထမင်းဖြူတစ်ထုပ်1000ကျပ်2000ကျပ်လောက်ပေးရတယ်။ပါတာကနည်းနည်းရယ်အကုန်ဈေးတက်နေတာကုန်စီအဝင်မရှိတာလဲပါတယ်။ အကုန်လုံးထမင်းတနက်စားရဖို့တော့ခက်နေကြပြီလို့ဒေသခံတအူးကပြောဆိုထားပါတယ်။ဗမောက်မြို့မှာတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်ပုံမှန်ဗမောက်ဘက်ကဝင်နေတဲ့ကုန်စီတွေလည်းပိတ်သွားခဲ့ရကနန်တော်မြို့နယ်မှာကုန်ပစ္စည်းပြက်လက်ခါဈေးအစမတန်မြင့်တက်ကုန်တာလို့သိရှိရပါတယ်ရှင်။တတိယသတင်းတပုတ်အနေနဲ့ရေခါပြက်နေတဲ့နရေကန်ပြွာကုန်းစခန်းကိုဝိုင်းအိတ်နဲ့ပို့တဲ့ရေခါတွေအရခတတော်အေးလက်ထဲရောက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေတိုင်းငဖဲမြို့နယ်ဗရန်တန်နေကအမ်ဗရန်ယိုမတောင်ကျောပေါ်ဂုတ်ကြီးရွာအနီးနရေကန်လေးချောင်းရဲ့ပြူဟာကုန်းကိုအရကတက်တော်အေးနဲ့ဒီသခန်တော်လန်ရေးပူပေါင်းတက်တွေကပိတ်ဆို့ထားတာကြောင့်ရိတ်ခါနဲ့ခဲရန်တွေကို Y8 လေးရင်နဲ့ပို့နေရတယ်လို့သိရှိရပါတယ်။အော်တိုဘားလ17ရက်နေ့နေ့လယ်ပိုင်းက Y8 လေးရင်နဲ့နရေကန်လေးချောင်းရဲ့ပြူဟာကုန်းကိုလေဒီဖွင့်ကချပေးခဲ့ပြီးတချို့ရိတ်ခါတို့တွေကစကမ်းပတ်လေဝိုင်းထားတဲ့တော်လန်ရေးတက်တွေစီကိုလည်းရောက်ရှိသွားတယ်လို့သိရှိရပါတယ်။ အထုံး20လောက်ချတာစကမ်းပေါ်တိုက်ရိုက်ကြတာကနေတော်တဲ့ကိုကြတာကများနေလားလေထီးနဲ့ချတဲ့ရိတ်ခါတွေလက်နက်တွေအေဘက်ကရသွားတာရှိတယ်ပြောတယ်လို့ဒေသခံတအူးကပြောဆိုထားပါတယ် Y8 လေရင်နဲ့ရိတ်ခါမချခင်မှာဂျက်ဖိုက်တာနဲ့ဗျူဟာကုန်းပတ်ဝန်းကျင်ကိုပြစ်ခတ်ရှင်းလင်းတာတွေလည်းပြုလုပ်ခဲ့ပြီးနေရီကန်လေချောင်းရဲ့ဗျူဟာကုန်းစခန်းမှာရိတ်ခါပြက်လက်နေတာတပတ်ကျော်ပြီလို့လည်းသိရှိရပါတယ်ရိတ်ခါတွေမချခင်မှာစခန်းပတ်လေကိုဂျက်ဖိုက်တာနဲ့အရင်ပြစ်တာ ပြီးမှဝိုင်းအိတ်ကရိတ်ခါတွေချတာလို့တိတခန့်တူကပြောဆိုထားပါတယ်လက်တလုံးမှာနိုင်ရခံပြူဟာကုန်းစခန်းကိုအာရခတက်တော်အေးအေးနဲ့ပူပေါင်းတက်တွေကပိတ်ဆို့ထားပြီးတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်မကြခင်နိုင်ရခံလေချောင်းရဲ့ကာကွယ်ရေးပြူဟာကုန်းစခန်းကအာရခတက်တော်အေးအေးနဲ့ပူပေါင်းတက်တွေလက်ထဲကိုရောက်ရှိသွားနိုင်တယ်လို့သုံးသပ်ပြောဆိုနေကြပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တော်လိုက်ရေးတပ်ဖွဲ့တွေကစစ်ဆေးဖို့ခေါ်ယူစီထွက်ပြေးလို့ပြစ်ခတ်ရှင်းလင်းခံရတဲ့လှမရဲ့သားကပြည်သူ့ချစ်ခေါဆောင်နေရာကိုအမွေဆက်ခံတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းပြည်ခရိုင်ပေါင်းတလယ်မြို့ခွေရဲအုပ်စုချင်းယုတ်ကုန်းကြီးပါကပြည်သူ့ချစ်ခေါဆောင်ဖြစ်သူဦးလာမြင့်ဆိုသူတေဆုံးပြီးနော်သူရဲ့တားဖြစ်သူဆိုင်းတီဟာဆိုသူကပြည်သူ့စစ်ကောင်းဆောင်ယာရုကိုဆက်လက်ခံယူပြီးအတင်းအဓမ္မပေါ်တာဆွဲစစ်မှုထမ်းခေါ်ယူခြင်းနဲ့ အစည်းအဝေးဆက်ခြင်းစတာတွေကိုဆက်လက်လှုပ်ဆောင်လျက်ရှိတယ်လို့သိရှိရပါတယ်။အဆိုပါပြည်သူ့စစ်ကောင်းဆောင်လှမင်းဆိုသူဟာနမေဇိုးနဲ့ကြောကြားသူဖြစ်တာကြောင့်အော်တိုဘာလ6ရက်နေ့မနက်7:00နာရီဝန်းကျင်ခန့်ကဝင်းတင်စိတ်ကြီးရွာမှာပြည်ခရိုင်တရင်တေ3639နဲ့ပြည်ခရိုင်တရင်နဲ့3639တရင်မှာတော်လိုင်းရေးတပ်ဖွဲ့ရဲဘော်တွေကစစ်ဆေးဖို့ခေါ်ယူခဲ့ခြင်းလက်တော့မှာထွက်ပြေးသွားတဲ့အတွက်လိုက်လံပစ်ခတ်ဖမ်းဆီးရမှာနေရာမှာတင်သိမ်းဆုံးသွားခဲ့တာဖြစ်ပါတယ်။ အခုဦးလာမြင့်နေရာကိုယူထားတဲ့သူ့ရဲ့သားဆိုင်တီဟာက သူ့အဖေဖန်းစည်းခံရချိန်မှာလဲတွေ့ရလုံးကိုချိန်မောင်းခဲ့ဘူးပြီအခုအခါမှာတော့ရွာထဲမှာမနေရဲပဲပေါင်းတလဲရေစခန်းကိုမိသားစုအကုန်ပြောင်းရွှေ့နေထိုင်ကြတယ်လို့သိရှိရပါတယ်သူကလည်းသူ့အဖေလိုပါပဲသူ့အဖေမရှိလဲပြည်သူစစ်အဖွဲ့ကြီးပြက်စီးမသွားဘူးဆိုပြီးသူ့နေရာဝင်ယူတာသူ့အဖေအဖမ်းခံရတော့ကလည်းတစ်ခုခုဖြစ်ရင်တရွာလုံးကိုအမုံကျိတ်ပစ်မယ်လို့ချိန်မောင်းမှုတယ် အခုတော့ရွာထဲမှာမနေရဲလို့တမိသားစုလုံးရဲစခန်းကိုပြောင်းနေကြတယ်လေပြည်သူစစ်အဖွဲ့တွေကတော့အဲ့ဒီကနေလှမ်းပြီးကိုကဲနေတာပဲလို့တိတာခန်တဦးကပြောဆိုထားပါတယ်အခုအချိန်မှာဆိုင်းတီဟာဆိုသူဟာပြည်သူစစ်အဖွဲ့ဝင်တွေကိုလိုက်လံစူးစောင်းခြင်းစစ်မှုထမ်းအကျုံးဝင်တဲ့ရွာကလူငယ်တွေရဲ့အခြေအလက်ကိုကောက်ခံခြင်းစစ်ကောက်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုပါဝင်ကူညီခြင်းသူရဲ့အဖွဲ့ဝင်တွေကိုအဲ့ချင်းစစ်ဆေးခြင်းနဲ့အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခြင်းတွေကိုဆက်လက်လှောက်ဆောင်ခိုင်းထားတယ်လို့သိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တရံလောက်ကင်သူရဲ့အိတ်ထဲကပစ္စည်းတွေကိုမှွေနောက်ရှာဖွေကြည့်ရကပောက်ကွဲမှုဖြစ်ပွားပြီးမိသားစုဝင်နှစ်ဦးထိခိုက်ဒဏ်ရာရရှိကတမိဖြစ်သူတေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အော်တိုဘားလာ၁၇ရက်နေ့ကနောင်ချိုပြည်သူစေယုံကြီးကနေပြန်လုပြီးပြန်လာသူရဲ့အိတ်ထဲကိုတိန်နဲ့အတူနေတဲ့သူကမှွေနောက်ရှာဖွေရာပောက်ကွဲမှုဖြစ်ပွားခဲ့လို့မိသားစုဝင်နှစ်ဦးထိခိုက်ဒဏ်ရာရရှိပြီးတမိဖြစ်သူတေဆုံးခဲ့တယ်လို့သိရှိရပါတယ်။မန္တလေးတိုင်းပြည်ကြီးတကုံမြို့နယ် စာလုံးရွက်123 124လမ်းကြား54ဘီလမ်းမှာနေထိုင်တဲ့အသက်32နှစ်အရွယ်ရှိကိုပိုးလာပြည့်ဟာနောင်ချိုပြည်သူစေယုံကြီးကနေပြန်လှုပ်ပြီးပြန်လာချိန်တိုင်နဲ့အတူနေတဲ့ကိုဝင်းနိုင်ဦးကကိုပိုးလာပြည့်ပါလာတဲ့အိတ်ထဲကိုမှွေနှောက်ကြည့်ရကပောက်ကွဲမှုဖြစ်ပွားခဲ့တာလို့သိရှိရပါတယ်။သူတို့ကတိုင်နဲ့အတူနေကြတာနောင်ချိုကနေပိုးလာပြည့်ကပြန်လာတော့တန်တူတန်စားတွေတဲလာတာကိုဘာတွေပါလဲဆိုပြီးကိုဝင်းနိုင်ဦးကရှောက်ရှာရင်းနဲ့ ကျိုးဆွဲမိုင်းလိုဟာကိုဆွဲကြည့်လိုက်တာမိကိုတွေထွက်လာတော့လန့်ပြီးအဝတ်တွေထည့်ထားတဲ့ပုံတွေကိုပြစ်လိုက်တာအဲ့မှာပောက်ကွဲသွားတာကိုဝင်းနိုင်ဦးရဲ့သူမိမရဲ့သူသမီးပါအတော်ပြင်းပြင်းထန်ထန်ထိသွားတယ်လို့ဒေသခံတအူးကပြောဆိုထားပါတယ်။နောက်ချိုပြည်သူစေယုံကြီးကနေတန်တို့တန်စားတွေတဲလာတဲ့ကိုပိုလာပြည်ကိုတော့စစ်ကော်မရှင်တပ်ကဖမ်းဆီးစစ်ဆေးနေတယ်လို့သိရှိရပါတယ်။ညနေ၄နာရီလောက်လာဖမ်းသွားတာ။သူလည်းအဲ့ဒါကိုမသိဘူးပြောတယ်။ထူးဆန်းလို့ကောက်လာတာလို့ပြောတယ်။ အဲ့ဒါကိုအိမ်မှာအတူနေတဲ့သူက၆ခွာရင်ဖြစ်သွားတာလို့ဒေတာခန်တဦးကပြောဆိုထားပါတယ်။အဲ့ဒီမိုင်းလို့ယူဆရတဲ့အရာပောက်ကွဲသွားတာကြောင့်ကိုဝင်းနိုင်ဦးအသက်38နှစ်သူဇနီဒေါ်နုနုဝေအသက်36နှစ်တို့ဟာထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့်မန္တလေးစစ်ရုံကြီးမှာစေကူသားမှုခံယူနေကြရပြီးတမီးပြည်သူစောင်းနှင်းဝေ73နှစ်ဟာတိတ်ဆုံးသွားခဲ့ပြီဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ယဟန်ရှင်သာမဏိနဲ့သီလရှင်တွေတိတော်ဆော်ခြင်းဆယ်လီလုပ်ခြင်းမပြုလုပ်ကြရန်နိုင်ငံတော်တန်ခါမဟာနာယကညွှန်ကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အင်တာနက်ဆိုရှယ်မီဒီယာတွေပေါ်မှာတချို့သောဖုန်းတော်ကြီးတွေနဲ့သီလရှင်တွေဟာတိတော်ဆော်ခြင်း၊အွန်လိုင်းဂိမ်းကစားခြင်း post တင်ခြင်း၊ live လွှင့်တင်ခြင်းစတဲ့ဗုဒ္ဓဘာသာသာသနာတော်ကိုထိခိုက်ညှိနှိုင်းစေတဲ့အပြုအမူတွေဆောင်ရွက်နေတာကြောင့်ဟန်တာနိုင်ရေးနိုင်ငံတော်တန်ခါမဟာနာယကကစက်တင်ဘာလ26ရက်နေ့ကညွှန်ကြားထားတယ်လို့သိရှိရပါတယ်။ယဟန်နေရှင်သာမဏေတွေတိလာရှင်နေအနေနဲ့တိတော်ဆော်ခြင်း၊ဆယ်လီလှုပ်ခြင်းမပြုလုပ်ရန်သာသနာရေးဦးစီးဌာနကလျှောက်ထားလာမှုအပေါ်စက်တင်ဘာလ24ရက်နေ့ကကျင်းပပြုလုပ်တဲ့ နဝမအကျေနိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့ရဲ့အစီအဝေးဆုံးဖြတ်ချက်အရအခုလိုဆုံးဖြတ်ခဲ့တာလို့သိရှိရပါတယ်။ယဟန်နေတာမနေတွေတိလိုက်ရှင်နေအနေနဲ့ TikTok နဲ့ social media တွေပေါ်မှာ TikTok ဆော်ခြင်းဆယ်လီလုပ်ခြင်းတို့ကိုထိရောက်စွာဟန်တားနိုင်ရေးအတွက်ဒိုင်းဒေသကြီးပြည်နယ်မြို့နယ်အသီးသီးရှိပရိယတိစာတင်တိုင်းပရိပတ်တိကမ္မထမ်းရိတ်တာဖုန်းတော်ကြီးအကြောင်းနေတိလိုက်ရှင်အကြောင်းနေအပါအဝင်အကြောင်းတိုင်းအသီးသီးတို့ညွှန်ကြားချက်ရောက်ရှိစေရေးဆက်လက်ညွှန်ကြားရန်ထုတ်ပြန်ထားပါတယ်ရှင် ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ရုပ်တံဖိုင်ပါတာဝန်ကျရဲဘော်တွေကိုအရေးယူသွားမှာဖြစ်ပြီးနောက်နောက်ထပ်မဖြစ်အောင်အထူးအလေးပေးစက်မှတ်သွားမှာဖြစ်ကြောင်းစေကူအုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ရုပ်သံဖိုင်နဲ့ပတ်သက်ပြီးစင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကဒီကနေ့အောက်တိုဘာလ12ရက်နေ့ညနေပိုင်းမှာထုတ်ပြန်လိုက်ပါတယ်။သတင်းရရှိချက်အရစင်ကူးမြို့နယ်အတွင်းကြေးရွာတရွာမှာ စီမင်းစည်းကမ်းနဲ့အညီအသုံးမပြုတဲ့ Starlink Internet ကိုတင်စီရန်မန္တလေး PDF မြို့နယ်ပကပါမြို့နယ်ပလာပါစုစုပေါင်းအင်အား9ဦးဟာအော်တိုဘားလ17ရက်နေ့နေ့လယ်တနာရီအချိန်ခန့်ကကနအူသွားရောက်ခဲ့ချိန်မှာတာဝန်ရှိသူကိုယ်တိုင်လာရောက်တင်စီမှလက်ခံမယ်လို့ Starlink ပိုင်ရှင်အင်ကပြန်လည်ပြောဆိုခဲ့ကြောင်းထိုအခါစင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရဲ့ညွှန်ကြားချက်နဲ့တာဝန်ရှိသူတဦးပူပေါင်းတပ်ဖွဲ့ဝင်12ဦးတို့ဟာနေ့လယ်3နာရီခန့်မှာထပ်မံသွားရောက်စဉ်မှာ လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ရုပ်သက်ဖိုင်ဖြစ်စဉ်ဖြစ်ပွားခဲ့တာလို့ထုတ်ပြန်ချက်အရာသိရှိရပါတယ်။ပြန့်နှံ့လာတဲ့ဗီဒီယိုအရာဖြစ်စဉ်နောက်ပိုင်းမှာတာဝန်ကျရဲဘော်တွေဘက်ကလည်းပြည်သူလူထုအပေါ်ဆက်ဆံပြုမှုရမယ့်အစည်းအကမ်းနဲ့ကျင့်ဝတ်တွေကိုချိုးဖောက်ပြီးစိတ်လိုက်မှန်ပါအပြုအမူတွေနဲ့ပြန်လည်တုံ့ပြန်ပြုမှုခဲ့တာတွေကိုစိတ်မကောင်းစွာတွေ့ရှိခဲ့ရတယ်လို့ထုတ်ပြန်ထားပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတာဝန်ကျရဲဘော်တွေကိုထိုက်တဲ့နဲ့သတိပေးအရေးယူမှုတွေကိုထိထိရောက်ရောက်ဆောင်ရွက်သွားမှာဖြစ်ပြီး ချိန်ချိုးဖောက်တဲ့ Starlink Internet စက်ပိုင်းရှင်ကိုလည်းထုတ်ပြန်ချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေအတိုင်းအရေးယူဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ယခုဖြစ်စဉ်အတွက်အများပြည်သူလူထုဆဲအနောက်အဆက်ဖြစ်ခဲ့ရသည်ကိုမိမိတို့အနေနဲ့မျှော်စွာဆဲမကောင်းဝမ်းနည်းဖြစ်ရပြီးနောက်နောက်ယခုကဲ့သို့ဖြစ်စဉ်များထပ်မံမဖြစ်ပွားစေရအတွက်အထူးအလေးပေးစက်မှတ်ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်ရှင်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မြောက်ကိုရီးယားကနောက်ဆုံးပေါ်ဒုံးကျည်အစ်စ်ကိုထုတ်ဖော်ပြသတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မြောက်ကိုရီးယားမှာဆေးရပြချီတက်ပွဲအခမ်းအနားတစ်ခုကျင်းပခဲ့ပြီးနိုင်ငံရဲ့ဤပညာအမြင့်ဆုံးတိုက်ချင်းပြစ်ဒုံးကျည်အစ်စ်ကိုပါထုတ်ဖော်ပြသသွားခဲ့တယ်လို့သိရှိရပါတယ်။မြောက်ကိုရီးယားအနာရအလို့သမားပါတီထူထောင်မှု280ပြည့်အခမ်းအနားနဲ့တိုက်ဆိုင်ပြီးကျင်းပတဲ့အော်တိုဘာလ17ရက်နေ့မနက်ပိုင်းချီတက်ပွဲမှာပွာဆောင်20ဒုံးကျည်ကိုပါတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ မြောက်ကိုရီးယားအစိုးရပိုင်း KCNA သတင်းဌာနကတော့ပွာဆောင်20တုံးကြီးဟာနျူကလ িয়ার လက်နက်တွေတပ်ဆင်နိုင်တဲ့အားအကောင်ဆုံးမြေပညာအဆင့်အမြင့်ဆုံးမဟာဗျူဟာလက်နက်လို့ညွှန်းဆိုသွားခဲ့ပါတယ်။စစ်တီအင်အားအများအပြားပါဝင်ခဲ့တဲ့ခြေတပ်ပွဲကိုနိုင်ငံတကာခေါင်းဆောင်တွေနဲ့တန်တမန်တွေရှေ့မှောင်မှာကင်းကကြီးမှုခဲ့တာပါ။တက်ရောက်ခဲ့တဲ့အပရိသတ်တွေထဲမှာတော့တရုတ်ဝန်ကြီးချုပ်လီကျန်း BNI Community Party အကြီးအကဲဒိုလန် ရုရှားသမ္မတဟာဒီမီထရီမက်ဗီဒက်တို့လိုပုံကိုယ်တွေပါဝင်ခဲ့ပါတယ်။မြောက်ကိုရီးယားဟာဟွာဆောင်းဆိုတဲ့နာမည်အောက်မှာမဟာဗျူဟာဒုံးကျည်တွေကိုစီးတိလိုက်တီထွင်ထုတ်လုပ်နေခဲ့တာဖြစ်ပါတယ်။နျူကလ িয়ার ထိပ်ဖူးတပ်ဆင်နိုင်တဲ့ဒုံးကျည်တွေဟာအရင်ကစမ်းသပ်ထားမှုတဲ့ရလဒ်တွေအရာအမေရိကန်နိုင်ငံရဲ့ဘယ်အစိအပိုင်းစီကိုမဆိုရောက်ရှိအောင်ပြန်တန်းနိုင်လိမ့်မယ်လို့ယုံကြည်ရမှာပဲဖြစ်ပါတယ်ရှင်။မြို့ရရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေစဉ်တင်ဆက်ပေးမှာမို့ မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှဖျားချမ်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်နဲ့အတွေ့အတွေ့မှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖေသားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။